အားလုံးမင်္ဂလာပါစီးပွားရေး channel မှာကြိုဆိုပါရစေဒီခုရှင်းလင်းပြသမှာကတော့ QGIS beta layer တွေမှာ draw down list set up လုပ်တဲ့နည်းများအကြောင်းဖြစ်ပါတယ် digitalizing လုပ်တဲ့အခါဒါမှမဟုတ် attribute editing လုပ်တဲ့အချိန်တွေမှာ attribute တန်ဖိုးတွေကိုချိုးတဲ့သတ်မှတ်ထားတဲ့ list ကနေရွေးယူခြင်းအပြင်စလုံးပေါင်းမှာရွတ်နာတွေကွဲလဲတာတွေကိုရှောင်ရှားနိုင်တဲ့အတွက်ဉာဏ်ဆန်ပြီးတော့အရည်သွေးမြင့်တဲ့ data တွေကိုရရှိဖို့အသုံးပြုနိုင်တဲ့ဒီတစ်ခုဖြစ်ပါတယ် ဒီဇိုင်းလေးလုပ်တဲ့အခါမှာအများသားပြန်လုပ်လို့ရှိတာက feature geometry တစ်ခုထည့်လိုက်တယ်ပြီးရင်ပေါ်လာတဲ့ box မှာ attribute tempo ကိုလမ်းနဲ့ရိုက်ထည့်ကြပါတယ်ဥပမာလမ်းတွေကို digital လေးလုပ်တဲ့အခါမှာလမ်းတွေရဲ့ route type မှာ primary secondary tertiary စသဖြင့်ရိုက်ထည့်ကြပါတယ်ဒီလိုလမ်းနဲ့ရိုက်ထည့်တဲ့အခါမှာစလုံးပေါင်းမှားတာတွေဖြစ်တတ်ပါတယ်သူတစ်ဖြစ်တယောက်ထည့်ပို့ပြီးတော့ပါတဲ့ d အနေနဲ့လုပ်တဲ့အခါမှာတယောက်တစ်မျိုးစီရိုက်ပြီးတော့ data တွေကကွဲလွဲတာတွေဖြစ်တဲ့အခါမှာပြန်လည်ပေါင်းစည်းတဲ့အခါမှာ ခက်ခဲရှိနိုင်ပါတယ် data တက်ဆင်ရတာတွေပြုလုပ်ရတာမျိုးတွေရှိနိုင်ပါတယ်အ digital သိလို့တဲ့အခါမှာအထူးပြုတွေကို drawn list ကနေရွေးထည့်မယ်ဆိုရင်အထက်ကအမှားတွေကိုရှောင်တိုင်းတဲ့အတွက် data ကတိကျပြီးတော့မှန်ကန်မြန်ဆန်ပဲဖြစ်ပါတယ် drawn list ကိုဖန်တီးတိုင်းတဲ့နေရာကိုလိုက်ပြီးတော့အကြမ်းဖြစ်တော့နှစ်နေရာရှိတယ်လို့ပြောနိုင်ပါတယ် brand တစ်ခုကတော့ layer level မှာပြုလုပ်ခြင်းနဲ့ဒုတိယတစ်ခုကတော့ geo database level မှာပြုလုပ်ခြင်းတို့ဖြစ်ပါတယ် လေယာလည်းပဲဆိုတာကျူချဲဆိုမှာဖွင့်ထားတဲ့မြေသီဘတ်တာလေယာမဆိုဖြစ်ပါတယ်သူပြင် editing လုပ်လို့ရတဲ့လေယာပေါ့နော်အဲ့တော့တစ်ဖိုင်ချင်းစီရှိနိုင်တဲ့ stand alone butter js format တွေနဲ့ geodata တွေထည့်ထားတဲ့လေယာ file တွေဒါတွေအကုန်လုံးကလေယာ level မှာလဲ drop down list လုပ်လို့ရပါတယ်လေယာ level မှာ drop down list လုပ်တဲ့နေရာမှာဒီနှစ်နည်းရှိပါတယ်တစ်ခုက value map widget နည်းနဲ့ ဒုတိယတစ်ခုက classification widget နည်းဖြစ်ပါတယ်။ပထမဆုံးကျွန်တော်တို့က layer ရဲ့ property ကိုဖွင့်ရပါမယ်။ layer ရဲ့ property ကနေပြီးတော့ attribute form tab ကိုသွားပါ။ဒီမှာမြင်ရတဲ့ fees ကကျွန်တော်တို့ရဲ့ attribute table မှာရှိတဲ့ fee ပါ။ဒီမှာတော့ကျွန်တော်က fee sample data ကောက်တဲ့ဥပမာကိုပြထားတာဖြစ်ပါတယ်။ဒီ class ဆိုတဲ့ fee ထဲမှာအောက်က land class တွေကိုထည့်မှာဖြစ်ပါတယ်။ဆိုတော့ဒါကိုကျွန်တော် click လုပ်လိုက်မယ်။ ပြီးတော့လာရင်ဒီမှာ general widget type concept စသဖြင့် session တွေရှိတယ် widget type မှာ default ကတော့ text edit မှာဖြစ်ပါလိမ့်မယ်ဒီထက်ကနေပြီးတော့ value map ကိုရွေးပေးရပါမယ်ဒီလိုရွေးပေးရင်ဒီမျိုး table လေးနဲ့မြင်ရမယ်ဒီ value ဆိုတဲ့ဟာက attribute table column နဲ့ဝင်သွားခြင်းတဲ့တန်ဖိုးတွေပေါ့နော်ဒီဘက်က description ကကြတော့ဒါနဲ့ပတ်သက်ပြီးတော့ထည့်တဲ့လူကို ပို့ပြီးတော့ရှင်းလင်းအောင်လို့ရေးစီရင် description အောက်မှာရေးနိုင်ပါတယ်အဲ့တော့ဒီမှာတော့ကျွန်တော် class တွေကို text တွေပဲရိုက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က forest ကိုကျွန်တော်က f လို့ရေးလိုက်မယ်ဒီမှာတော့ forest လို့ရေးလိုက်အဲ့ဒီတားရဲဝင်သွားမှာကတော့ f ပဲဝင်သွားမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ drop down list မှာတော့ forest လို့မြင်ရမှာဘယ်လိုကျွန်တော်တို့ remote sensing အတွက် data ကောက်တယ်ဆိုရင်ကျွန်တော်တို့က value တွေအရမှာ တဲ့3လေးခဏနေပဲထည့်ရမှာဖြစ်တယ်တိကပါနှစ်ကပါဆိုပြီးတော့ရိုက်ပေးရမှာဖြစ်ပါတယ်အဲ့ဒီကလေးကျွန်တော်တို့ထည့်ပဲထဲမှာတစ်ခါကျတော့မတိကြတဲ့ဟာတွေပါရင်ချန်ခဲ့မယ်ဆိုရင် novel လေးကိုထည့်ထားလိုက်ပါတော့ဒါဆိုရင်ဒါကျွန်တော်တို့ရဲ့ drawdown list မှာပေါ်မဲ့ဟာတွေပါအဲ့တော့ drawdown list က csv file နဲ့ကြိုရေးထားပြီးတော့လုပ်တွေလုပ်လို့လည်းရပါတယ် ဒါမှမဟုတ် data ထဲမှာ series value တွေကိုပဲလုံးမယ်ဆိုလဲရပါတယ်အခုလောလောဆယ်တော့ဒီတိုင်းပဲကျွန်တော်တို့လက်နဲ့ရိုက်ထည့်တာကိုပဲပြပါမယ်အဲ့ဒါ okay ပြလိုက်ပါမယ် layer ကိုကျွန်တော် editing mode ဝင်လိုက်မယ် point ခုစကောက်မယ်ဒီမှာဆိုရင် water ပြောရ class ကိုကျွန်တော်မသိဘူးဆိုလဲဒီမှာနားနဲ့ထားခဲ့လိုက်နောက်မှပြန် editing လုပ်လို့ရဆိုတာက layer level မှာ value map widget လုပ်တဲ့နည်းဖြစ်ပါတယ်နောက်တစ်နည်းကတော့ classification widget နည်းဖြစ်ပါတယ်ဒုတိယနည်းကတော့ classification widget ကိုသုံးတဲ့နည်းဖြစ်ပါတယ်ပြာတော့ layer properties ကိုဖွင့်ပါဒီ attribute ပေါ်မှာကျွန်တော်တို့ကသုံးမဲ့ drop down list ပုံမှန် fee ကိုရွေးထားပြီးတော့ဒီနေရာမှာ classification ကိုသုံးရပါမယ်။အဲဒီမှာရေးထားတာက classification ဆိုတာကျွန်တော်တို့ categorize sample render နဲ့ပြထားတဲ့အချိန်မှာအဲ့ဒီတွေက class တွေကိုလာပြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က symbology မှာသွားပြီးတော့ကြိုပြီးတော့ပြင်ဖို့လိုပါတယ်ခုလောလောဆယ်တော့ဘာမှမလိုတဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ symbology ပြင်မယ် categorize ကိုဖွင့်ပါပြီးကျွန်တော်တို့ value တွေရှိမဲ့ fee ကိုရွေးမယ် ခုလောလောဆယ်တော့ဘာမှမရှိတဲ့အတွက်ကျွန်တော်တို့ classify လုပ်လို့မရဘူးเนาะအဲ့တော့ဒီမှာတော့ကျွန်တော်က classify လုပ်တော့တစ်ခုဝင်လာတာပေါ့เนาะအဲ့တော့ဒီမှာနာမည်ပေးလိုက် value နေရာမှာ rf ဆိုရင်ကျွန်တော်တို့ဒီမှာ forest နောက်တစ်ခုထပ်ထည့်ပဲ w water ဒါက sandbar အဲဒီမှာရှိတဲ့ value တွေကဒီ class caller နဲ့ဝင်သွားမယ် value တွေပေါ့နော်အခု f လို့ထည့်ရင် f လို့ဝင်သွားမယ်ဘယ်လို forest လို့ထည့်ရင် forest လို့ဝင်သွားမယ် w water လို့ထည့်ရင် water လို့ဝင်သွားမယ်ဒါလို့ကျွန်တော်တို့ class value caller က text caller မဟုတ်ဘဲနဲ့ numeric ဆိုခေါ်တဲ့ဂဏန်းတွေပဲဖြည့်ရမယ်ဆိုရင်ဒီမှာတော့1 2 3တွေထည့်ပြီးတော့ဘက်မှာစာနဲ့ရေးပေးရမယ် တကယ်ပြောလို့ပြပြီးကျွန်တော်တို့ကသုံးလို့ရပါပြီ။နောက်ဒီမှာကျွန်တော်တကူထပ်ထည့်လိုက်မယ်။ဘာမှမရှိတဲ့ data အတွက်ပေါ့နော်။အခုဆိုရင်ကျွန်တော်တို့ editing mode ကိုဝင်လိုက်ပြီးတော့ digital လုပ်မှာဆိုရင်ရပါပြီ။ဒီမှာ class ဇတိနီးနဲ့ကျွန်တော်တို့က drawdown list ကိုဖန်တီးလို့ရပါတယ်အဲ့တော့ layer level မှာ drawdown list ဖန်တီးတဲ့အခါမှာသူ့ရဲ့အတားချက်ကတော့ drawdown list ကိုဖန်တီးဖို့လွယ်ကူပါတယ်အားနည်းချက်ကတော့အခု project ထဲမှာပဲဒီ drawdown list တွေက ရှိနေတာပါတော့နောက်ထပ် project တစ်ခုကိုဒီ layer ကိုသုံးမယ်ဆိုရင်ဒါမှမဟုတ် project အစ်မှာသုံးမယ်ဆိုရင်ဒီ drawdown list တွေကပါမလာပါဘူးအဲ့တော့ပြန်ပြီးတော့အစအနေလောက်ရမယ်ဆိုတော့ဒါကိုကြော်လာဖို့ကတော့ကျွန်တော်တို့က တစ်ချက်က CSV file မှာ drawdown list ကိုရေးထားပြီးတော့ CSV နဲ့ upload လုပ်တဲ့နီးပေါ့နော် value map မှာ CSV file ကို upload လုပ်တဲ့နီးနဲ့လည်းရတယ်ဒါမှမဟုတ်ရင်ဒီ layer ကိုကျွန်တော်တို့က layer file ဖြစ်တင်လိုက်မယ်ဒီမှာ save as qgis layer definition file ဒါဆိုရင်တော့ဒီ layer file ကိုပြန်ဖွင့်ရင်တော့ဒီ setup ကပြန်ပါလာမှာဖြစ်ပါတယ် ခုဆက်လက်ပြီးရှင်းလင်းပြသမှာကတော့ SEO database level မှာ drop down setup လုပ်တဲ့အကြောင်းဖြစ်ပါတယ်။ SEO database ဆိုတဲ့နေရာမှာ QGIS ကနေတုံးပြနိုင်တဲ့ Postgres ဒါမှမဟုတ် PostGIS database တွေ SEO package လို့ခေါ်တဲ့ QGIS ရဲ့ SEO database တွေ special line နဲ့ ESRI က file SEO database တွေမှာအသုံးပြနိုင်ပါတယ်။ဒီဥပမာကတော့ SEO package database နဲ့ပဲရှင်းလင်းပြသမှာဖြစ်ပါတယ်။ တော်တော့ geo package ကိုကျွန်တော်တို့က browser panel ကနေပြီးတော့ access လုပ်ရပါမယ်ဒီမှာတော့ geo package အောက်မှာချိန်ထားပေးတာဖြစ်ပါတယ်ဒီ package ထဲမှာဆိုရင် training sample ဆိုတဲ့ table တခုရှိပါတယ် database မှာတော့ဒါတွေကို table လို့ခေါ်ပြီးတော့ကျွန်တော် js မှာတော့ layer လို့ခေါ်ပါတယ်အတူတက်မှာ parallel fee တွေကတော့အဓိက class id ဆိုတဲ့ fee ဒီ fee ထဲမှာဒီ training sample တွေနဲ့ကောက်တဲ့အခါမှာ class id တွေထည့်မှာဖြစ်ပါတယ်ဒီမှာတော့ class id က integer value ကိုပဲ assign လုပ်ထားတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ remote sensing data တွေမှာသုံးတဲ့အခါကျရင် class id value ကခဏနဲ့ဖြစ်မှအစဉ်ပြေမှာမလို့ကျွန်တော်ဒီမှာခဏန်းကိုသုံးထားစီဖြစ်ပါတယ်။ browser ကျွန်တော်တို့က domain ကို setup လုပ်အောင်ဖြစ်ပါတယ်။ဒီမှာတော့ geo geo data bit မှာတော့ domain ဆိုတဲ့အသုံးနှုန်းနဲ့သုံးနှုန်းပါတယ်။အဲ့တော့ဒီ right click နေလိုက်မယ်။ geo data bit ပေါ်မှာ right click နေလိုက်မယ်။ ဒီကျွန်တော်ဒီမှာ new fee domain ဆိုတာဟာကိုရွေးရပါမယ်။အဲဒီအောက်မှာ range domain နဲ့ coded values domain တွေနှစ်ခုရှိတယ်။ range domain ဆိုတာတော့ကဏန်းတွေကိုပြောတာပေါ့နော်။ကဏန်းတွေက mouse နဲ့ရွေးပြီးတော့ပေးချင်တဲ့အခါမှာကဏန်းတွေကိုကဏန်း domain တွေတုံးလို့ရတယ်။နောက်တစ်မျိုးကတော့ကဏန်းတွေကိုတော့တုံးမယ်။ဒါပေမဲ့ဖော်ပြချင်တာကတော့စာတွေနဲ့ဖော်ပြချင်တော့တစ်အစား forest ပေါ့ နှစ်စား water ကိုအဲ့လိုပြခြင်းတယ်ဒါပေမဲ့တကယ့် data ကတော့ column တွေကိုတင်းတင်းတောင်းနေပဲဝင်သွားမှာဖြစ်ပါတယ်ဒါမှမဟုတ်လေအတူကောက်တွေလည်းရတယ် f forest w water ဒါမျိုးတွေကိုကုတ်တဲ့ value domain လို့ခေါ်ပါတယ်ဒီမှာတော့ကျွန်တော်က code တဲ့ value domain ကိုသုံးမှာဖြစ်ပါတယ်ဒါ domain ရဲ့နာမည်ကိုပေးရပါမယ်ဒီမှာတော့ကျွန်တော်က land use class လို့ပေးလိုက်တော့ဒီ fee တိုက်ကကြတော့ ဒီဘက် color ရဲ့ type ဖြစ်အောင်တော့ဒီမှာတော့ကျွန်တော်က integer type ကိုယူထားတဲ့အတွက်ဒီ fee type က integer type ကိုယူရပေးရတကယ်လို့ဒီ fee type က text type ဆိုရင်ဒီမှာ text type လို့ယူပေးရမယ်အဲ့တော့ဒီမှာ code ဆိုတဲ့အောက်ကဟာကဒါကဒီ column နဲ့ဝင်သွားစေချင်တဲ့ value ပေါ့နော်ဒီဘက်က value ဆိုတဲ့ဟာကတော့ script ပုံမှာပြတဲ့အခါမှာပေါ်ပြမယ်စာသားပေါ့နော်ဒါကိုကျွန်တော်ထည့်ပြရမှာဖြစ်ပါတယ်အဲ့တော့ class ကိုစာထည့်မယ်အဲ့တော့ class 1ကျွန်တော်ပေးလိုက်မယ် class 1ကဝါတာ class 2က forest class 3ကပေါင်းကုန်တယ် class 4ကအမပေးလိုက်ဒါကိုကျွန်တော်တို့ဒီမှာ okay နေလိုက်အောင်ပါပဲ ဒါဆိုစီဒိုမိန်းဆိုတဲ့အောက်မှာလာပေါ်တယ်။တဘောကကျွန်တော်တို့ကဒိုမိန်းတွေအများကြီးဂျိုးလောက်ထားလို့ရတယ်။ပြီးမှသွားချိန်လို့ရတယ်။ဒါကဒိုမိန်းတွေကတက်တက်စီပဲရှိသေးတယ်။ဒီဒိုမိန်းကဘယ်မှာသုံးမယ်ဆိုတာကိုကျွန်တော်တို့ assign လုပ်ပေးရအောင်။ဒါဒီ class ID fee ပေါ်မှာပြပြီးတော့ right click နေလိုက်မယ်။ဒီမှာ set fee domain ဆိုပြီးတော့ပေါ်လာမယ်။ဒါဒါဆိုရင်ကျွန်တော် ali classes domain ကိုထည့်လိုက်မယ်။ဟဲ့ဒါကိုကျွန်တော်တို့က js ဘက်ကိုတင်လိုက်မယ်။ ုလောလောဆယ်တော့ဘာတွေဒါမှမရှိဘူးဒါကိုတန်းပြီးတော့ edit mode ဝင်လိုက်မယ်မ water control list ကတန်းပြီးတော့တက်လာတယ်ခုနကလို widget တွေ set up လုပ်ဆရာမလိုတော့ဘူးโอเคเดี๋ยวจะไปแล้ว အဲ့သူ့ရဲ့ attribute table ကြည့်အောင်ဟောဒီမှာ class id အောက်မှာ water လို့မြင်ရပြီဒီမှာတကယ်လို့ကျွန်တော်တို့ editing လုပ်တဲ့အချိန်မှာကြည့်ရဒီမှာဒီမှာလဲသူလာပေါ်ရပေါ့နော်အဲ့တော့ဒီမှာ class id ကဒါ disk a value description ရဟာလာပေါ်တကယ်ကုတ်ထားတဲ့ကုတ်တွေပဲဝင်နေရမှာပေါ့နော်အဲ့တော့ဘယ်မှာကြည့်လို့ရမလဲကုတ်တွေကိုကျွန်တော်တို့ကိုပြန်ဖြုတ်လိုက်ရင်လည်းရတယ်ပေါ့နော် တခြားနည်းနဲ့ကြည့်အောင်ဟောလေဘယ်ထိုးကြည့်လိုက်ဟောတော့ဆဘောလော်ဂျီပဲကြည့်လိုက်အောင်နော်အဲ့ဒီမှာဆိုရင် symbology မှာ value အမှန်တည်းတုံးလေးနဲ့ပေါ်တယ်။ဒီမှာကျတော့ domain ထဲမှာကျွန်တော်တို့က description ထဲမှာထည့်ထားတဲ့အတိုင်းလာပေါ်တယ်။ဟုတ်။တကယ် value လည်းဒီမှာပဲရှိပြီ။ အဲ့လေးပဲထိုးကြည့်ပေါ်ပလာကြည့်အောင်ဟာလေးပဲထိုးကြည့်ဒီနေ့၃လေးတွေပဲပေါ်နေတယ်အဲ့တဘောကဒါကသူ့ရဲ့ပကတိ value တွေကခဏနေတယ်ပဲဝင်နေတယ်ဒါပေမဲ့ dropdown list ကကြတော့ကျွန်တော်တို့ထွက်တဲ့လူကိုစင်ပြောင်းလို့အကျေပေါ်ပြပေးနိုင်တယ်ဒါက geo database မှာ dropdown list လောက်တဲ့ဒီဟို ပြသတာဖြစ်ပါတယ် geo database မှာ browser လောက်အောင်ကကျွန်တော်တို့က domain ဆက်ရလောက်အောင်ပေါ့နော်ပြီးမှ big fee က big column ကတရားကိုသုံးမယ်ဆိုတော့ချိန်ပေးရ geo database မှာ domain ကိုသုံးပြီးတော့ draw down လုပ်တဲ့ data set ကတော့နေရာကိုဒီနေရာ web project ကတွေဖွင့်ဖွင့်ဒီ draw down list ကပါလာမှာပေါ့နော်အားနည်းကကြက်ကကြတော့အခုဆိုရင်ကျွန်တော်က class တစ်ခုအစ်စ်ထည့်ခြင်းဆိုကျွန်တော်လုံးလုံးမလွယ်တော့ဒီမှာလည်းဘာမှမရှိဘူးเนาะအစ်စ်အစ်စ်ပြန်လုပ်ပြီးတော့ပြန်ချိန်ရင်တော့ရမှာပေါ့နော် နောက်တစ်ခုကတော့ SQL code နဲ့ထည့်လို့ရတယ်အဲ့တော့ SQL code ကကြတော့လူတိုင်းတွေရေးဖို့တော့တန်းရေးဖို့အဆင်မပြေနိုင်ဘူးဒါပေမဲ့လည်းအခုချိန်မှာ AI 2စေပေါ်လာတဲ့ခါကျတော့ ChatGPT လိုဟာမျိုးမှာသွားပြီးတော့ဒီထဲကိုထည့်တဲ့ SQL code ရေးပြီးထည့်ကျင်လဲထည့်လို့ရတယ်ဒါကတော့ geo database မှာ drop down နဲ့လုပ်တဲ့နည်းများအကြောင်းပဲဖြစ်ပါတယ်အဲ့တော့အခြားစိတ်ဝင်စားဖွယ်ရာသင်ခန်းစာဗီဒီယိုတွေကိုလည်းစီးပွားရာ channel မှာကြည့်ရနိုင်ပါတယ်ကျေးဇူးတင်ပါတယ်